မေဟမ်ဒါတို့ဒီနေ့သခိုင်းကိုခဏပြင်အောင်မယ်လေနေ့ရ3ရက်လောက်ပေါ့ဆိုင်မှာလဲ order လေးရှိလို့နည်းနည်းစီစဉ်လာရှိရစီစဉ်ရအောင်ဒီမှာအေးရနော်နေ့ရ3ရက်လောက်ပေါ့တပါလုံးလုံးပဲဝတ်သားဝတ်သားနှမ်းမလို့ဝတ်သားနှမ်းမယ်ချီလေးနဲ့တည်းလို့အမေနှမ်းမှာဟုတ်လားတပါတူပါဝတ်သားနှမ်းမှာဆိုရင်ဟိုလိုလုပ်အောင်လေဝတ်သားနှမ်းသားတို့မစားတော့ပါဘူးအာသခိုင်းပြန်ရင်ညီမလေးစီကြောင်းခဏဝင်လိုက်မယ်လေညီမလေးကိုဝတ်သားနဲ့လေးသူစားရအောင်ဘူးလေးနဲ့ထည့်သွားပေးလိုက်မယ်ညီမလေးစီကိုသူ ပဲရှင်အားလေဖုံးဆက်လိုက်အောင်မယ်တောင်းဝင်နေမယ်ပြောလိုက်မယ်နော်အေးအေးပါဘာသာနဲ့ကသားနှက်လိုက်ပါမယ်တုံးပြင်းရေးဆေးပြင်းသားနှက်လိုက်နော်အေးအေးကိုရိုးသခိုင်းပြန်ပါလေအားဝင်ငယ်မလို့လေမနေ့ကမနေ့ကအဆောင်မဲလားအဆောင်မဲလာခဲ့ရမှာဟုတ်တယ်ဗျာ။အားရပါရပါ။အဲ့ဒါကိုတို့ခဏခဏနေခဏတော့မှကိုကြီးလာလို့ရှိရင်ဖုန်းဆက်လိုက်ရအောင်။အားရခုကခုမှ7:50ဆိုတော့မထွက်လာသေးပါဘူးကိုကြီးတို့နည်းနည်းခဏတော့နေမှာထွက်လာမှာ။ထွက်လာရင်ကြောက်စက်နာရောက်ခန့်ဒီကိုဖုန်းဆက်မယ်လीနော်။ဟုတ်ပါရဲ့။အားရပါရပါ။ဒါပဲနော်။ ်ပါဒါနှစ်ခုတက်ကတော့တုံးတက်ပြီးတော့ရေးဆေးထားတဲ့ဝတ်သားရည်ကိုကန်းနိုင်ထည့်ပါမယ်။နည်းနည်းမုံရောင်းနေမုံစက်သားမုံချုံမုံစားရင်းကြက်တန်းယူထောင်းထားထည့်မယ်။အပြာရည်လေးလည်းငင်းငင်းထည့်ပါမယ်။ဒီနော်ဒီလိုတော့မဟုတ်တော့ကြားလာရင်တော့နေလိုက်ပါမယ်။ရှားတိုင်းနေပြီးတော့စပြီးတော့နှက်ပါမယ်ချက်ပါမယ်ဗျာ။ແຕ່ໂອຕິມແຫຼະ ်စီထဲမယ်စီပူအောင်စောင့်ပါမယ်စီပူလာရင်တော့ရတာနေထားရဲ့ဝသားတွေထည့်ပါမယ် ော်တားပတ်လေးတွေအပေါ်ရံကြောလေးတင်ပြီးတော့နည်းနည်းလေးကျက်သွားလို့ရှိရင်တော့ရေထည့်မှာပေါ့နော်ကျွန်တော်ဂျီယိုဒီစလုံးလေးနဲ့ပဲချင်းပြီးထည့်လိုက်ပါမယ်ပေါ်တားလေးတွေမျိုးလို့တွေချင်းမှာပေါ့နော်ရာသာနယ်ထားတဲ့စလုံးလေးတွေကိုရေထည့်ပြီးတော့ချင်းပြီးတော့ထည့်လိုက်မယ် ေးအုပ်ပြီးတော့နှက်ထားလိုက်ပါမယ်ရှင်းခန်းပြီးတော့ဝတ်သားတုံးလေးကြီးထိသွားတဲ့အနေထားကိုရောက်နေတော့ရှာပါပြီဒါလေးကိုငယ်လေးမှုပေးပြီးတော့ဒီစီလေးနဲ့ပဲမီကြီးမီလေးနဲ့နောက်ထပ်နှားလောက်နှက်ထားပေးလိုက်ပါတော့ဗျာဝတ်သားနဲ့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုး စီအခောက်များများနဲ့သုံးတက်တာလေးတွေကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့ကြိုက်ကိုပြပြတာပါဒီနေ့တော့ဆမ်းမပြတော့ပါဘူးညီမလေးတွေဆိုတော့ဘူးလေးနဲ့ထည့်လိုက်မယ်ပေါ့နော်ညီမလေးကိုအချောင်းကိုဝင်ပေးမှဖြစ်ပါတယ်โอเคရှင်းရှင်းကျွန်တော်လေးတက်တာ ။စကိုင်းမှာဖွင့်ထားတဲ့ကျွန်တော်ရဲ့သတိကာလာဖူဝင်ရင်းစားတော့ဆိုင်လေးမှာကြာစင်ရောခောက်ဆွဲကျော်ထမင်းကျော်ပွဲတရာ200အော်ဒါလေးတွေရှိလို့ကျွန်တော်တို့ရွာနေပြီးတော့စကိုင်းကိုခဏပြန်มาဖြစ်ပါတယ်။ညီမလေးကိုမတွေ့တာကြာပြီဗလော့လေးတွေမှာထည့်ရိုက်ပေးပါအောင်ဆိုပြီးတော့မင်းနေကြတဲ့သူလည်းရှိတယ်ပေါ့နော်။ညီမလေးကကြောင်းတက်နေလို့ကျွန်တော်ရဲ့ဗလော့ဗီဒီယိုလေးတွေမှာထည့်ပြီးတော့မရိုက်ဖြစ်တာဖြစ်ပါတယ်။ဒီနေ့ကတော့ရွာနေစကိုင်းဆိုင်ကိုပြင်ရင်းနဲ့ညီမလေးစီကိုဝက်သားနှက်လေးချက်သွားပြီးတော့ညီမလေးကိုအဆောင်ဝင်ပြီးတော့ဝက်သားနှက်လေးပေးပြတာလေးကိုဒါဗလော့လေးထဲမှာထည့်ပြီးတော့ရိုက်ပြပေးလိုက်ပါရပါနော်။စကိုင်းမျိုးမှာဖွင့်ထားတဲ့ကျွန်တော်ရဲ့3 color food and rain စားတော့ဆိုင်လေးကိုလည်းစကိုင်းမျိုးကိုရောက်ဖြစ်လို့ လို့ရှိရင်ဝင်ရောက်အားပေးသုံးဆောင်ကြဖို့ဖိတ်ခေါ်ပါရစေ။ဆိုင်လေးစာလေးကတော့သခိုင်းမျိုးပန်တော်ရဲ့ကန်နာလန်စကုမော်ကြောင့်အနီးရတနာမုံတရာအဟောင်းနဲ့အစ်စ်ကြားကန်နာလန်ပေါ်မှာရှိတာဖြစ်ပါတယ်။သတိကာလာဖူအန်ရီပေါ့နော်။ဆိုင်ပေလေးကိုလည်းကျွန်တော်ဒီဗီရက်ကပ်ရှင်မှာမန်ရှင်းခေါ်ပေးထားပါရစေ။ဆိုင်ဖုန်းနံပါတ်လေးကတော့39962253960ဖြစ်ပါတယ်။ထိုင်းရင်ပွဲတရုတ်ဟင်းပွဲတွေကိုဆိုင်မှာလာရောက်အားပေးသုံးဆောင်လို့ရတယ်လို့မျိုးဖုံးဆက်ပြီးတော့လည်းအော်ဒါပါဆယ်မှာယူလို့ရတယ်။အဝေးကနေပြီးတော့သခိုင်းမျိုးအတွင်းမှာဂေဟာတွေရိတ်တာတွေဖုံးကြီးတွေတိလာရှင်တွေကိုလှူကျင်တာမျိုးဆိုရင်လည်းကျွန်တော်တို့ကအော်ဒါလက်ခံစီစဉ်ဆောင်ရွက်ပြီးတော့မှတ်တမ်းလေးရိုက်တင်ပေးပါရစေ။ခေါက်စ ွဲကျော်ကြာစံကျော်တရုတ်ထမင်းကျော်ပရှုထမင်းကျော်ညမာထမင်းကျော်ပွဲ100 200 300အော်ဒါကြီးလက်ခံပြီးတော့အလှူရှင်တွေရဲ့ကိုစားလှူဒန်းပေးဖူးတဲ့အလှူမတန်းပရီယိုတွေကိုတော့ကျွန်တော်ရဲ့သတိကာလာဖူအန်ရင်းစိုင်းပေးမှာတင်ပေးထားပါတယ်ပေလေးကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ caption မှာ mention ခေါ်ပေးထားပါတယ်ဗျာနော်အဲ့လိုပွဲအများအော်ဒါတွေမှာယူပြီးတော့စကိုင်းမျိုးတင်မှာဖုန်းကြီးနေတီလာရှင်နေဂေဟာတွေရိတ်တာတွေကိုလှူဒန်းခြင်းနဲ့အော်ဒါတွေမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့စိုင်းဖုန်းနံပါတ်နောက်တစ်လုံးဖြစ်တဲ့39 6018 6459 9ခုတည့်ရဲ့ Viber Telegram နဲ့သတိကလာဖွင့်အတွင်းစိုင်ပေးလို့မှာဆက်သွယ်မြင်မြန်ဆောင်သမ်းပြီးတော့ order မှာယူလို့ရပါတယ်။အခု17လပိုင်းအတွင်းမှာတော့73 45 19 22 25 26 29အရက်တွေကတော့ order လက်ခံထားပြီးသားမလို့အရက်တွေတော့မှာယူလို့မရတော့ပါဘူးဗျာနော်။ဒီနေ့ဗီဒီယိုလေးမှာတော့ဝတ်သားနယ်လေးလည်းချက်ပြလိုက်တယ်။မြန်မာလေးဆိုလို့ဝတ်သားနယ်လေးတော့ပို့ရင်လည်းကျွန်တော်ရဲ့စိုင်လေးကိုလည်းကြောင်ညာလိုက်ပါတယ်။အဲတော့ဇာတ်ကိုင်းမျိုးကိုရောက်ဖြစ်ရင်ကျွန်တော်ရဲ့စိုင်လေးကိုဝင်ရောက်အပေးကြဖို့အားလုံးဖိတ်ခေါ်ပါရစေဗျာ။